ဒီခါမှာတော့ဆိုမထူးထူးခြားခြားသတင်းလေးတခုထပ်ပြောပြပေးအောင်မယ်အဲ့ဒါဘာလဲဆိုတော့ဒီတရုတ်နိုင်ငံကအထူးကျုံဆုံးကိုဖျောက်လူသားတဲ့ကိုပျောက်တာမို့ကိုဖျောက်လူသားကိုဖျောက်လူသားရုပ်ရှင်တွေရလို့ဟော်လိုမန်တို့ပါတော့ ဟုတ်တယ်သူကိုဖြောက်တဲ့ပုံစံကတော့ဟိုသူကပြောရမယ်ဆိုအဓိကအနုပညာလက်ရာနဲ့ကိုဖြောက်တာအဲလိုပုံစံမျိုးအဲ့တော့အနုပညာလက်ရာနဲ့ကိုဖြောက်တယ်ဆိုတဲ့နေရာမှာသူကကိုဖြောက်ပြတဲ့ခါမှာအလန်နေရဲ့ကြားထဲမှာကိုဖြောက်ပြရဲပြီးတော့ဒါပီယာဘူးကိုနေရဲ့ကြားထဲမှာအဲ့လိုမျိုးပြောရမယ်ဆိုရင်ဒီမြင်ကွင်းတစ်ခုရဲ့ကြားထဲမှာသူကကိုဖြောက်လိုက်တာသူကသူဆေးအောင်ဆေးအောင်ချဲ့ပြီးတော့อืมအနုပညာလက်ရာနဲ့ကိုဖြောက်တာအဲ့တော့အခုဆိုရင်လဲပေါ့နော်သူကဒီနောက်ဆုံးပေါ့ဟိုနောက်ဆုံးပေါ့သူရဲ့ကိုဖြောက်တဲ့ပုံစံတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီပုံမှာပြထားတဲ့ပုံရဆိုရင်တန်းစီထားတဲ့ ဟိုဘီယာပလင်းအေးပလင်းအဲ့ပလင်းတွေအများကြီးပေါ့နော်ပြောရမလို့စတိုးဆိုင်လိုမျိုးရောင်းတဲ့နေရာမျိုးမှာသူ့ရဲ့ခန္ဓာကိုယ်ဒါအကြာကြီးဆေးချေတယ်ပေါ့နော်ဆေးချေပြီးတဲ့အခါမှာတဲ့အဲ့မှာပဲသူကိုဖြောက်ပြခဲ့တာတဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ဘသူမှလည်းသတိမထားမိကြအောင်လူရှိနေရလို့လေဘလောက်များဟိုသူ့ရဲ့ပေါ့အနုပညာလက်ရာတော်လိုက်တယ်လေဆိုတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူကတရုတ်နိုင်ငံကအသက်က42နှစ်ရှိပြီးနာမည်ကလူဘိုလင်းဆိုတဲ့အနုပညာရှင်ပါတဲ့သူကအနုပညာဘာသာရဲ့နဲ့မဟာဘွဲ့ရရှိထားတာပြီးတော့ ဒီတယောက်ပြမှာတယ်မဟုတ်တကဘာလုံးမှာသူ့ရဲ့ဒီပေါ့နော်ကိုပြောက်အမှုပညာလက်ရာတွေကိုလည်းသူ့အနေနဲ့ပြသခဲ့ပြီးပါပြီတဲ့အဲသူကလည်းရှိမှာတော့ဘေကျင်းမြို့မှာနေထိုင်နေတယ်ပြီးတဲ့ခါမှာသူကပေါ့နော်မဂ္ဂဇင်းနဲ့အလန်နေဘီယာဝူတွေကြားထဲမှာခုနပြောတဲ့အတိုင်းပဲကိုဖြောက်ဖြားခဲ့တယ်နောက်တစ်ခါပါလဲဆိုတော့ဟို တတိဆိုင်ကြီးထဲမှာလဲသွားပြီးတော့သူကတတိရောင်ဆောင်ပြီးတော့လဲကိုဖြောက်တယ်။ပြီးတော့ဘမလဲဆိုတော့တောင်းကြီးဟိုတောင်းနေတောင်းနေရှိတယ်ပေါ့နော်။အဲ့တောင်းနေနဲ့အတူတူပဲသွားထိုင်ပြီးတော့လဲသူ့ကိုသူတောင်းပုံစံနဲ့လဲကိုဖြောက်တယ်တဲ့။အဲ့တော့ပေါ့နော်သူကဟိုသူပြောတာကဘာလဲဆိုတော့သူ့ရဲ့ရည်ရွယ်ချက်ကလူရိုက်လူရိုက်ကပိုင်းနဲ့ထိတွေ့ဖို့အတွက်အနည်းလမ်းတစ်ခုခုအမြဲတမ်းရွေးချယ်ကြတယ်တဲ့။အဲ့အဲ့လိုပြောချင်တာကတော့တဘာဝနဲ့အနည်းဆက်ဆုံးဖြစ်ဖို့အတွက်ကပိုင်းနဲ့ထိတွေ့ဖို့အတွက်နီလန်းနဲ့ရွေးချယ်တယ်။အဲ့ဒီထဲမှာမှသူရွေးချယ်တဲ့နီလန်းကကပိုင်းနဲ့ထိတွေ့ဖို့အတွက်နီလန်းမျိုးစုံနဲ့ရွေးချယ်တဲ့ထဲမှာသူအသုံး းပြတာကအနုပညာပါဆိုပြီးတော့သူကပြောခဲ့ရပါတယ်တဲ့အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ तू ကဘလောက်ထိကြောင်ကိုဖြောက်ခဲ့လဲဆိုတော့သူ့ကိုသူတဲ့ဟိုကိုဖြောက်ပြတဲ့အချိန်မှာသူ့ခန္ဓာကိုဆေးရောင်ချေတဲ့အချိန်က10နာရီလောက်ကြာအောင်တကူလုံးဆေးတွေတုံ့တင်းပြီးတော့ကိုဖြောက်တာမျိုးပါတဲ့လမ်းသွားလမ်းလာတွေကတော့သူ့ကိုရှိရတာမထင်ဘူးတဲ့အော်တော်လိုက်ရနော်ဒီမှာတော့သူရက်နေဟောင်းလည်းမသိပဲနဲ့အနားမှာတော့တခုခုပေါ့နော်သွားပြီးတော့မဟုတ်တာလုံးမင်းတော့သူလူမိပြီမိပြီနော်ဒါပေမဲ့အဲ့လိုကိုဖြောက်ဖို့ဆိုတာသူ့ ုဖို့သူသူ့ရဲ့ခန္ဓာကိုယ်မှာရေးဆွဲဖို့အတွက်ကိုအချိန်အကြာကြီးလည်းပေးရတယ်နောက်ပြီးအချိန်အဆအလိုသေးရနော်ဟုတ်တယ်ဒါနဲ့တပင်းကြီးဖြစ်ဖို့အတွက်ကိုနည်းနည်းလေးအောင်လွှဲလို့ရပါဘူးအရာအောင်သွေးလည်းလုပ်သေးရနော်ဒီဘေးနားဟိုင်းနဲ့တသားတဲ့အသက်ဝင်မှုဆိုတာအခုတစ်ထပ်ပြောပြမယ့်တရင်အကြောင်းအရာကတော့ BBC ရုပ်သံဌာနနေပြီးတော့ဒါထုတ်လွှင့်ခဲ့တဲ့ကတ်တွန်းဇလံလေးတစ်ခုအကြောင်းပြောပြမယ်ဒီကတ်တွန်းဇလံလေးထဲမှာဆိုလို့ရှိရင်ဒါဟိုစားစရာလေးတွေကိုပေါ့နော်ဒါစစ်သားပုံစံလေးတွေဖန်တီးပြီးတော့ဇက်ကောင်လေးတွေကဒါစားစရာလေးဒါကြက်ဥတို့ပေါင်မုတ်မီကင်ထားတဲ့ဟာလေးပေါ့နော် ဒါမျိုးလေးတွေကနေပြီးတော့ဇလန်းတူပုံစံလေးပေါ့နော်ဒါပေမဲ့ဒီဇလန်းတူလေးရဆိုလို့ရှိရင်ဒါသူ့ရဲ့ဇလန်းသဘောတရားအရာပေါ့နော်ချီချူတူတွေဝေဖန်မှုခံခဲ့ရတယ်တဲ့ဘာလို့လဲဆိုတော့ဒီကတွန်းဇလန်းတူလေးထဲမှာဒါပါမုတ်မီကင်စစ်သားလေးကတဲ့ကျက်ဥလေးတလုံးပေါ့နော်ဒါတော့ခေါင်းဖြတ်တဲ့ပုံစံအတိုင်းခေါင်းဖြတ်ပြခဲ့တယ်တဲ့အဲ့ဒီခါမှာဆိုရင်ပြိတ္တတွေဝေဖန်မှုခံခဲ့ရတယ်ပေါ့နော်ဒီကတွန်းကားလေးရဲ့နာမည်ကကြတော့ OO အကြီးနှလုံးရဲ့ပြီးရင် GLIES glass ပေါ့နော်တို့အမြည်ပေးထားတဲ့ကတ်တုန်းဇလန်းထိုးလေးပေါ့နော်စားစရာတွေကိုစသားပုံစံတွေဖန်တီးပြီးတော့ဒါတစ်ကောင်နဲ့တစ်ကောင်တိုက်ခိုက်ကြတဲ့ဇလန်းထိုးလေးပါတဲ့ပြီးတော့ဒီဇလန်းထဲမှာဆိုလို့ရှိရင်ဒါစပြစ်သီးဖုံးနဲ့ပြစ်လိုက်လို့ဒါတိုးရီထွက်သွားတဲ့ပုံစံတွေပါတယ်ပြီးလို့ရှိရင် strawberry ယူတွေပြန့်ကျဲသွားတယ်ပေါ့နော်တိုးရီနေရာမှာပေါ့နော်ဒီလိုမျိုးလေးတွေအစားစရာကိုထည့်သွင်းပြီးတော့ပြသထားတယ်တဲ့ဒီခါမှာဆိုလို့ရှိရင်ဒါ35နှစ်အရွယ်ပေါ့နော်လန်ဒန်မှာနေထိုင်နေမိခင်တူပါဆိုတာတုံးသက်ထားတယ်တဲ့ကလေးတွေကပေါ့နော်ဒါကတ်တုန်းကကိုကြည့်ကြရယ်ပေါ့နော်ဒီကတ်တုန်းကကို ည်ပြီးအခါမှာဆိုရင်အကျန်းဖက်ချင်တဲ့စိတ်တွေဒါပေါ်လာနိုင်နေတယ်ပြီးတော့ဒါခေါင်းဖြတ်တာတို့ဘာလို့ပေါ့နော်ဒီလိုမျိုးဒီကိစ္စတွေကိုပေါ့နော်ကလေးတွေအနေနဲ့ဒါတွေ့ပြီးတဲ့အခါမှာဆိုလို့ရှိရင်စိတ်ထဲတွေမှာတစ်ခုခုပေါ့နော်ဖြစ်သွားနိုင်နေဆိုပြီးတော့ဒီမိခင်တူကတော့ဒါကိုထောက်ပြပေးထားတယ်တဲ့ဒါပေါ့နော်ဟုတ်တယ်အဲ့လိုထောက်ပြမှုဟိုပေါ့နော်တကယ်တော့ဖြစ်တဲ့နယ်ဆိုရင်လေတခြားရုပ်ရှင်ကားတွေလည်းတော်တော်များများကလေးကြီးတွေဟာမှာဟိုအရန်ကိုသူတို့ရိုင်းတဲ့ပုံစံမျိုးတွေတကယ်ဖြစ်တာနော်အဲ့ရတူတယောက်ဆိုအဲ့လိုပဲတော့ ို့မြောက်ကားကြည့်ပြီးဆိုရင်အဲ့ဒီရက်ပိုင်းမှာ तू ကမြောက်ပဲတကွကွတကွားကွားနဲ့အပါရင်းကကြည့်လို့ရှင်အဲ့ဒီရက်ပိုင်းမှာ तू ကတကယ်ပါဝါရင်းကြအဲ့လိုမျိုးဇက်ကောင်စိတ်တွေဝင်နေတာပေါ့ကလေးကအတူယူလွယ်တာလေးနော် ကဲဒီထက်ဆိုပြောမယ့်အကြောင်းအရာကြတော့လေသဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ပဲအဲ့ဒါဘာလဲဆိုတော့သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့အခုဆိုရင်ဒါလေတို့တွေလည်းညဉ့်ညမ်းနေအဲ့ဒီပြင်ရေတူကအစပေါ့နော်ဒါဒီတန့်စင်မှုတွေတဖြည်းဖြည်းနဲ့ရော့ကျလာတာမျိုးတွေဒါမျိုးတွေရှိနေတယ်ဒီတော့တရုတ်နိုင်ငံအနေပြီးတော့အခုလိုမျိုးသဘာဝပတ်ဝန်းကျင်ပျက်စီးမှုမှာဆိုရင်သူတို့ရဲ့ဒါနိုင်ငံအနေနဲ့ပေါ့နော်အကာအကွယ်လေးတစ်ခုဖြစ်အောင်ဆိုပြီးတော့လှုပ်ထားရလှုပ်ဆောင်ချက်အဲ့ဒါဘာလဲဆိုတော့သူတို့ကဒီပေါ့နော်လူလုရေတကုံအဖြစ်ကိုသူတို့ဖွင့်နေထားတာတဲ့လူလုရေတကုံဆိုတော့ဒီထဲမှာဆိုရင်သူရေတူလောင်တဲ့သဘောပေါ့နော် ဲ့လိုပုံစံမျိုးလုပ်ထားတာဘာဖြစ်လို့လဲဆိုတော့သူတို့တရုတ်နိုင်ငံရဲ့ဒီပေါ့နော်ရေအောက်ရဲ့ဒီရေအောက်ပေါ့နော်ရေအောက်ဒီရေတွေကမြေအောက်ရေရာဆိုရင်ねသူ60ရာခိုင်နှုန်းတော့ညဉ့်ညမ်းမှုတွေဖြစ်နေပြီရဲ့အဲ့လိုဖြစ်လာတဲ့အခါမှာဆိုရင်နောက်ပိုင်းမှာဆိုရင်သူတို့ရေကိုအလင်းစလိုပေါ့နော်ဒါရရှိနိုင်မှုအတွက်ဆိုရင်တော့တဲ့သူတို့ကအဲ့လိုမျိုးဒီလူလုပ်ရေတခုကြီးအဖြစ်ကိုသူတို့ကဒါလုဆောင်ထားတာတိဆောက်ထားတာပေါ့နော်ပြီးတော့ဒါလည်းပြီးစီးသွားပြီဆိုတော့သူတို့ဖွင့်လှစ်ပွဲလည်းကျင်းပပြီးသွားပြီ2015ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့တာပေါ့နော်ပြီးတော့တရုတ်နိုင်ငံရဲ့အနောက်တောင်ပိုင်း င်းရဲ့အထင်ကြီးရနေရာတစ်ခုအဖြစ်သူတို့ကတော့ပြောထားတယ်။နောက်တရုတ်နိုင်ငံအရေးပေါ်အခြေအနေမှာဆိုရင်ဒါရေပေးဝင်နိုင်မှုအတွက်ကိုရည်ရွယ်ချက်နဲ့အခုလိုမျိုးဒါလူလုံရေတခုံယူတိဆောက်တယ်တိဆောက်တဲ့အခါမှာပေ1300လောက်အကျယ်ရှိတာတဲ့ဒါယူနန်ပြည်နယ်ကုမင်းမြို့မှာပေါ့နော်သူတို့အနေနဲ့အချိန်3နှစ်ကြာတိဆောက်ခဲ့ရတာတဲ့ဒေါ်လာက168တန်ပုံကြစီရှိခဲ့တယ်တဲ့ဒါသူတို့နိုင်ငံပြည်သူတွေအတွက်ကိုပေါ့နော်ဒါသူတို့ရဲ့သက်ဆိုင်ရာတွေကနေပြီးတော့ပြုလုပ်ပေးခဲ့တာအဲ့မှာဆိုရင်တဲ့ ဒီရေဝင်ရဲမှာဆိုရင် ရေ30တသမ6တန်းကုဘပေကိုမှဒေတာကန်တို့ညူလန်ဆိုရဲမြစ်ရှိရဲအဲ့ဒီမြစ်ကနေပြီးတော့ဒိုင်းချီရေကန်အတွင်းကိုတို့ကဒါလွှဲပြောင်းပေးရဲစနစ်နဲ့ပြုတ်လောက်ထားတာပေါ့နော်မြစ်ရနေပြီးတော့ဒီကန်ထဲကိုပြောင်းပြီးမှအဲ့လိုပုံစံမျိုးနဲ့ဆောက်လုပ်ထားတာတဲ့ဒီတော့ဒီလိုမျိုးနေရာကြီးမှာဆိုရင်တော့အခုလောလောဆယ်ဖွင့်လိုက်တဲ့အခါမှာရေတခုဆိုတော့လူတွေအလုံးကတာယာလက်ပတ်နေရအဖြစ်ပေါ့နော်ဒါခံယူရတဲ့အတွက်ကြောင့်လာရောက်ပြီးတော့လဲပတ်တဲ့သူတွေလည်းရှိတယ်အမှန်တမ်းပုံရိုက်တဲ့သူတွေရောပေါ့နော်ဒါအခုဆိုရင်တော့စီကားနေတာတွေ့ရတယ်တဲ့ လူလုပ်ရေတကုံနဲ့เนาะတကယ်တော့ဟိုလူသားတွေတော်တော်လေးတော့ဖန်သီးနိုင်စွာတော့များတယ်တကယ်ရေတကုံအစ်ကြီးလိုမျိုးပုံမှန်ကြီးရတယ်တကယ်ကိုအသက်ဝင်နေเนาะဟုတ်တယ်เนาะဒါသူတို့ကလည်းမှန်နေလीเนาะနောက်ဆိုရင်ဒါမြေအောက်ရေတွေကအစားညဉ့်ဉန်းမှုတွေဖြစ်လာတော့မှာဖြစ်လာတဲ့အခါမှာတကယ်ရေကိုအရေးပေါ်လိုအပ်လာတဲ့အခါမှာဆိုရင်သူတို့ညေတုံးဆွဲဖို့လုပ်ထားဆိုတာတကယ်အမျှော်မြင်ကြီးရတော့ဒါဖြစ်ပေါင်းများစွာကြအောင်ပေါ့เนาะဒါကဘာကြီးရဲ့ဒါတဘာဝအရေးမြင့်တွေအလုံးလူတွေကဒါတုံးဆွဲလာကြတာเนาะအဲ့တော့ဒီနေရာမှာဒါဆုံးရှုံးသွားတဲ့အရာမှာပြန်လဲပြီးတော့ဒါ ကြည့်တင်းဖို့အတွက်ပေါ့နော်ဒါလှုပ်ဆောင်ကြရဆိုတော့လေကောင်းပါတယ်မဟုတ်လို့ရှင်တော့တကယ်အရေးကြုံတော့မှဆိုဒုက္ခတွေတွေ့ကုန်ကြပါဟုတ်တယ်ကဲအဆိုရင်ခဏနားလိုက်ရအောင်နော်အလားပါနဲ့ပတ်သက်တဲ့ဘုဟုသုတတွေကိုတင်ဆက်ပေးစရာကြံပါသေးတယ်အခရခေတ်တပြုံမြေအစီအစဉ်ဒီမှာခဏလေးနားအောင်မယ်နော်